မြို့တော်ရန်ကုန်ရဲ့တဖက်ကန်းကကျုံးငယ်လေးတစ်ကျုံးပေါ်မှာမွေးဖွားခဲ့တဲ့လူငယ်လေးတအူဒီကျုံးပေါ်မှာနေထိုင်သူအများစုဟာတမန်လို့ခေါ်တဲ့စက်တက်လင်ငယ်လေးတွေနဲ့ရန်ကုန်မြစ်ကြီးကို ဖြတ်၍မိမိတို့၏စားဖို့နေရအတွက်မိမိတို့၏အသက်ကိုရင်း၍နေ့စဉ်နေ့တိုင်းကူတန်းသွားလာနေကြပါတယ်။ရန်ကုန်မြို့ကြီးပေါ်ကစီးပွားရေးလုပ်ငန်းပေါင်းများစွာသည့်ဒီကျုံးကလေးပေါ်ကလူတွေအပေါ် များစွာမိခိုနေရပါတယ်ထိုကျွန်းကလေး၏အမိကဒလာမျိုးသို့မဟုတ်နိုင်ငံကုံဆောင်ဘောလုံးသမားတအူမွေးဖွားခဲ့ရာနေရာဖြစ်ပါတယ် 2015ယူ20ကမ္ဘာဖလားခြေစစ်ပွဲအတွက်ပြင်ဆင်လျက်ရှိသောမြန်မာယူ16အသင်းသည်ဘောလုံးအကယ်ဒမီကျောင်းများမှလူငယ်ခြေတက်ကလေးများနဲ့အပြင်းအထန်ပြင်ဆင်လေ့ကျင့်လျက်ရှိပါတယ်။ခြေစစ်ပွဲများကိုအင်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရခဲ့တာကြောင့်မြန်မာဘောလုံးခြေပရိသတ်များအတွက်ခြေစစ်ပွဲအောင်မြင်ဖို့ရာအနည်းငယ်သောမျှော်လင့်ချက်ကလေးရှိနေပါတယ်။ ပရိသတ်တွေအတော့မျော်လင့်ခြင်းစရာကောင်းလောက်အောင်ကိုထိုစဉ်ကမြမလူငယ်ကလေးများကခြေဆွာခဲ့ပါတယ်။ကပဖလားခြေစစ်ပွဲမတိုင်ခင်မှာကျင်းပခဲ့တဲ့အသက်16နှစ်အောက်ဘရိုနိုင်းဖိတ်ခေါ်ဖလားပြိုင်ပွဲတွင်အောင်သူတန်းပိုင်ငိမ့်ချအောင်နန္ဒကျော်စသည့်လူငယ်ကလေးများ၏ခြေဆွမ်းခြေစသည့်အထင်ကြီးစရာကောင်းခဲ့ပါတယ်။ ဘရိုနိုင်းဖိတ်ခေါ်ဖလားတင်ပိုက်ခဲ့သည့်ထိုအစုအဖွဲ့ကိုဂျာမနီနိုင်ငံသားမိပြကြီးကစီစီကတာဝန်ယူခဲ့ပြီးကမ္ဘာပလာချစ်စစ်ပွဲအတွက်လည်းထိုလူငယ်အစုအဖွဲ့ဖြင့်တိုက်ပွဲဝင်ရန်ပြင်ဆင်ထားခဲ့ပါတယ်။ပြိုင်ပွဲမတိုက်ခင်မိပြကြီးအနေနဲ့အကယ်ဒမီကလူငယ်တွေတမကထိုစဉ်ကမြန်မာ National League တွင်ခြေစွမ်းခြေစားကောင်းမွန်ပြီးအသင်းကိုအကျိုးပြုနိုင်မဲ့လူငယ်တွေကိုခေါ်ယူလို့သောစိတ်အကြံဖြစ်ခဲ့ပါတယ်။ ထိုအထဲတွင်ဟန်တာဝရီအသင်းကမဲမဲပိန်ပိန်16နှစ်အရွယ်လူငယ်လေးတစ်ယောက်ပါဝင်လာပါတယ်။အင်္ဂလန်တွေကဝိုင်းဝိုင်းလွင် ထိုင်းတွေကမိုင်းမိုင်းလွင်လို့ခေါ်တဲ့မောင်မောင်လွင်အမိရလူငယ်ကစားသမားလေးတယောက်ဖြစ်ပါတယ်။ ိုစင်ကအဆိုပါလူငယ်ကလေးတွေအောင်သူတန်းပိုင်ငိမ့်ချအောင်ထိုးတော့ပရိသတ်တွေမတိခဲ့ပါတာမန်ကစားသမားတယောက်အဖြစ်မြမယူ16အသင်းနဲ့အတူယူ20ကမ္ဘာဖလားချစ်စစ်ပွဲအောင်မြင်ခဲ့ပြီးနယူးဇီလန်နိုင်ငံသို့လိုက်ပါခွင့်ရရှိခဲ့ပါတယ် မြန်မာနိုင်ငံသူနိုင်ငံသားတွေဂုံယူမဆုံးခဲ့တဲ့အဆိုပါယူ20ကမ္ဘာဖလားပြိုင်ပွဲကြီးအပြီးမှာတော့အောင်သူတန်းပိုင်ငင်းချက်အောင်နန္ဒကျော်ကျော်မင်းဦးနန်းဝင်မင်းရန်နိုင်ဦးနဲ့မျိုးကိုထုံးတို့ကိုပရိသတ်တွေတီးခဲ့ကြပေမဲ့ကျောနံပါတ်7မမဲပိပိန်ကောင်လေးတယောက်ကိုတော့မိထားခဲ့ကြပါတယ် ဲ့ဒီနောက်မိခင်ဟန်တာဝရီအသင်းကို ပြန်လာခဲ့ခါဟန်တာဝရီအသင်းမှာ2018ခုနှစ်အထိကစားပေးခဲ့ပြီး စုစုပေါင်း88ပွဲမှာ14ဂိုးသွင်းယူပေးခဲ့ပါတယ်အဲ့ဒီနောက်သူ့အသက်22နှစ်အရွယ်မှာတော့မြန်မာနရှင်နယ်လီရဲ့ထိပ်သီးရန်ကုန်ယူနိုက်တက်အသင်းကို၃နှစ်စာချုပ်နဲ့ပြောင်းရွှေ့လာခဲ့ပါတယ်ရန်ကုန်ယူနိုက်တက်ကိုရောက်ရှိလာပြီးနောက်မှာတော့မမောင်လွင်ဆိုတဲ့နာမည်ကိုပရိသတ်တွေအနှဲငယ်တတိထားမိလာပါတယ် သူ၏ဘောလုံးအထင်းအသိအပေးအယူဂိုးဖန်တီးမှုနှင့်ဂိုးသွင်းဟန်တို့သည်တခြားကစားသမားများနှင့်မတူ ကိုယ်ပိုင်ဟန်တစ်ခု ရှိနေပါသည်။ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီးဒုတိယမြောက်ရာသီမှာတော့မမောင်လွင်သည် အသင်းနှင့်ပို့ပို့အထိုင်ကျလာခဲ့ပြီးရန်ကုန်အသင်းအတွက်မရှိမဖြစ်အဓိကကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါသည်။ အဆိုပါရာသီမှာမြန်မာ National League အမှတ်ပေးဖလားတဲ့ MFF Charity ဒိုင်းအပြင်2018ခုနှစ်ရဲ့ Best Player of the Year Award ဆုကိုပါရရှိခဲ့ပါတယ်။မမော်လွင်ဤအောင်မြင်မှုခြေလှမ်းအစသည်အဆိုပါ2018ခုနှစ်ကြားမှာစတင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ရန်ကုန် United အသင်းတွေလည်းလစာငွေများပုံမှန်ရရှိလာပြီးသူဦးနေထိုင်မှုဘဝအဆင်မြင့်လာခဲ့ပါတယ်။အောင်မြင်သူတို့ရဲ့ထုံးစံအတိုင်းပဲ မမောင်တွေဟာအောင်မြင်လာချိန်မှာတော့မီဒီယာများဤအာယုံစိုက်ခြင်းကိုအထူးခံလာရပါတယ်။မမောင်တွေဤကွင်းတွဲခြေစွမ်းခြေစများကိုသတင်းမီဒီယာများကအစဉ်အမြဲစောင့်ကြည့်နေသည်တမကသူဤဘောလုံးကွင်းပြင်ပလူမှုရေးကိစ္စများကိုပါအထူးတလဲစောင့်ကြည့်ဝေဖန်လာခဲ့ပါတယ်။သူလုတ်ပေးနိုင်တဲ့ပမာဏဖြစ်နေတဲ့အတွက်ဒီအမောင် ကိုကဟိုပြောရတာပေါ့နော်ဟုတ်ကဲ့ရှင်ဒီအမောက်အနေဒီအမောက်อ่ะဒါညာပြလုံးနေတယ်လို့တော့ဟိုမထင်မိမထင်မိဘူးပေါ့နော်သူ့အတွက်လဲသူ့လုတ်ပေးနိုင်တဲ့သူ့အတွက်လဲမခက်ခဲတဲ့အမောက်တစ်ခုလို့ကိုတိထားတယ်ပေါ့နော်ကိုတိထားတဲ့အတွက်တော့ဒါသူ့ကိုလဲမခက်ခဲအောင်ကိုဒီအမောက်ကိုလဲကိုတင်လိုက်တာပါဟုတ်တင်လိုက်တယ်ဆိုတော့သူ့ဝင်ငွေကိုလဲကို ဘလောက်ရရဲဆိုကိုတိရဲသူစာချုပ်တစ်ခါချုပ်ရင်လည်းဘလောက်ရရဲဆိုကိုကဒါတွေရဲ့အားလုံးဟိုဟိုကိုတိပေးတာပဲလေဟုတ်အဲ့မှာကွာရှင်းွက်တောင်းတာရယ်ဒီပေါ့သူရဲ့နင့်နာရေးအတွက်ရယ်ရာဆွဲတာရယ်ပြီးတော့အခုမနေ့ကမှမီယာတခုမှတီးလိုက်ရတာဒီကျွန်တော်ကဘောနော်ဒီလှိုင်မြုံနယ်တရားရုံးမှာဒီလိမ့်လေလက်ပြလက်ထက်တယ်ဆိုပြီးတော့ပုံမှန်၄တခွန်းနဲ့တရားထပ်ဆွဲတာရယ်ဘောနော် အကျဉ်းလင်းများအဖြစ်မှကွာရှင်းပေးပါရန်နှင့်လိန်လေလဲ့ပြသွေးဆောင်ပေါင်းတဲ့ပြဖို့နဲ့နာမှုရောခြင်းဝင်သိန်းတစ်ထောင်ရလူလူမှုဆိုပြီးတော့ကျွန်တော်ဟိုအဲ့လိုမျိုးပေါ့နော်ဟိုတရားစွဲထားတယ်ပေါ့ မြန်မာနိုင်ငံတွင်2019ခုနှစ်ကိုဗစ် -19 ကပ်ရောဂါနှင့်2021ခုနှစ်နိုင်ငံရေးပြဿနာများထောက်လျှောက်ကြုံတွေ့ခဲ့ရပြီးနောက်မြန်မာ Nationality ပြိုင်ပွဲကြီးကအခြေအနေမှန်တော့ကလပ်အသင်းအများစုဒေဝါလီခံခဲ့ရပြီးအသင်းအချို့ဖျက်သိမ်းခဲ့ရပါတယ်မြန်မာ Nationality ရဲ့ပုံရိပ်ကျဆင်းခဲ့သလိုဘောလုံးကွင်းထဲတွင်ပရိသတ်များပျောက်ခြင်းမလားပျောက်သွားခဲ့ပါတယ်ငွေကြင်းအင်အားတောက်တင်သည့်တချို့သောကလပ်အသင်းများသာခက်ခက်ခဲခဲဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ် မမောင်လွင်သည်လည်းမဖြစ်မနေပြည်ပထွက်ကစားရမည်အခြေအနေဖြစ်လာခဲ့ပြီးသူဤအောင်မြေဖြစ်လာမည်ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်အခြေစိုက်သည့်ထိုင်းလီဒူဂလတ်လမ်ဖွန်ဝါရီယာအသင်းထံသို့မြမစပယ်ရှယ်ဝမ်ဘောလုံးအချင်းကိုရဲနိုင်ဝင်းနှင့်ချိတ်ဆက်ပြီးရောက်ရှိလာခဲ့ပါတယ်လန်ဖွန်ဝါရီယာအသင်းကိုဆဆရောက်ချင်းနှစ်မှာပဲအထူးခြေစွမ်းပြခဲ့ပြီး၁၈ပွဲကစား၄ဂိုးသွင်း၈ဂိုးဖန်တီးပေးခဲ့တာ လန်ဖွန်ဝါရီယာအသင်းကိုထိုင်းလီတူအမှတ်ပေးဖလားအရယူပေးနိုင်ခဲ့ပါတယ်။မောင်မောင်လေးကိုခေါ်ယူလိုက်ခြင်းကလန်ဖွန်ဝါရီယာအသင်းအတွက်အဆိုပါဘောလုံးရာသီမှာအကောင်းဆုံးလူခေါ်ယူမှုဖြစ်ခဲ့သလိုအသင်းကလည်းထိုင်းလီ1ကိုတန်းတက်ခဲ့ပါတယ်။ ီလိုနဲ့မမောင်တွေဟာထိုင်းလီဝမ်ကိုလန်ဖွန်ဝါရီယာအသင်းနဲ့အတူတက်လန်းလာခဲ့ပြီးထိုင်းလီဝမ်မှာပထမဆုံးကစားတဲ့2020-2023ဘောလုံးရာသီမှာတော့သူ့ရဲ့ favorite jordan ဘတ်ဖြစ်တဲ့ jordan 11ကိုဝစ်စင်ကစားခွင့်ရခဲ့ပါတယ်။ ထိုင်းလီဝမ်ပထမဆုံးရှာသည်မှာတော့မမောင်တွေဟာအသင်းအတွက်ပြိုင်ပွဲစုံ25ပွဲကစားခဲ့ပြီး3ခုအတွင်း6ဖန်တီနိုင်ခဲ့ပါတယ်တန်တက်အသင်းတသင်းအနေနဲ့ထိုင်းလီဝမ်မှာကစားခဲ့ရတဲ့ပွဲစဉ်တိုင်းကမလွယ်ကူခဲ့ပါဘူးဒါပေမဲ့လည်းရှာသည်ကုန်းမှာ အမှတ်ပေးစရာရဲ့အဆင့်30နေရာမှာရပ်တည်နိုင်ခဲ့ပါတယ် အဆိုပါရာသီမှာလန်ဖွန်ဝါရီယာအသင်းကရာသီကုန်ကန်ဒီ၃ပွဲအလိုလောက်ထိတန်းဆင်းစုံနာမှာရုံးကန်နေရတာပါမမတ်ရရအဒီနှစ်ဘောလုံးရာသီရဲ့ရာသီဝက်ပြီးဆုံးချိန်မှာမမောင်လွင့်ရဲ့မြမလက်ရွေးစင်အသင်းဖော်အောင်သူကလည်းလန်ဖွန်ဝါရီယာအသင်းကိုကာလာတူစာချုပ်နဲ့ရောက်ရှိလာပြီးမမောင်လွင့်နဲ့တွဲဖက်ကစားခဲ့ပါတယ် ဒီပွဲစဉ်ကတော့ထိုင်းလီဝမ်ပွဲစဉ်28ရဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးအဲ့ဒီပွဲစဉ်မှာအောင်တူနဲ့မမောင်လွင်တို့ရဲ့လှပလုံးတဲ့အတွဲအဖက်ကတဆင့်အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာပါအဲ့ဒီပွဲစဉ်အနိုင်ရလက်ကြောင့်လန်ဖွန်ဝါရီယာတို့တန်းစင်းရမယ့်အနေရကနေခွင်းလုံးကျွတ်လွတ်မြောက်ခဲ့ပြီးမြန်မာကစားသမားနှစ်ဦးကလည်းသူရဲကောင်းဖြစ်ခဲ့ပါတယ်ခေါက်ခွာแล้วลองได้ยิงตรงนี้เรียบร้อยขึ้นนํา2-1แล้วโอ้โห เอาจนได้ครับสองผู้เล่นเนหน้าประสานงานกันตรงนี้ แล้วเป็นมองมองลวินครับ พี่ยิงให้ลำพูนขึ้นนำอีกครั้งหนึ่งนี่อาจเป็นประตูตัดสินสาคะแนนของลำพูนบอลเออร์ ได้เหมือนกันนะครับ แล้วขึ้นนำในช่วงท้ายเกมแบบนี้นะครับ ถือว่าน่าสนใจเลยครับกับขุนพล ရာဒီကုံမှာတော့အောင်သူဟာဥထိုင်းထနေတဲ့ကိုပြောင်းရွှေ့သွားခဲ့ပြီးမမောင်လွင်ကတော့လန်ဖွန်ဝါရီယာအသင်းမှာပဲဆက်ရှိနေခဲ့ပါတယ်2023 2024ဘောလုံးရသည်မစတင်ခင်ဧပြီလလောက်မှာမမောင်လွင်ဟာသူနဲ့နှစ်နှစ်နီးပါးလောက်လက်တွဲခဲ့တဲ့အေးချင်းကိုရဲနိုင်ဝင်နဲ့လမ်းခွဲခဲ့ပါတယ် အေးချင်းနဲ့လမ်းခွဲခဲ့ပြီးတိတ်မကြခင်မှာပဲမမောင်လွင့်ကိုလန်ဖွန်ဝါရီယာအတင်းက၅နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ဒါဟာမြမပေါ်လုံးပရိသတ်တွေအတွက်တော့တကယ်ကိုအံဩစရာသတင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။အကြောင်းအရင်းကတော့ထိုင်းကလပ်တွေကမြမပေါ်လုံးသမားတွေကိုကာလတူစာချုပ်တွေနဲ့သာခေါ်ယူလေးရှိပေမဲ့မမောင်လွင့်ကို၅နှစ်တောင်စာချုပ်ချုပ်ပလိုက်တာဆိုတော့မြမပေါ်လုံးပရိသတ်တွေအတွက်တကယ်ကို surprise ဖြစ်ခဲ့တာပါ။ ဆိုပါ2023 2024ဘောလုံးရာသီမှာတော့မမောင်တွေဟာထိုင်းလီဝမ်ပွဲပေါင်း28ပွဲအပါဝင်ပြိုင်ပွဲစုံ34ပွဲအထိလန်ဖွန်ဝါရီယာတင်အတွက်ကစားပေးခဲ့ပြီးတွင်ကို3နဲ့ဂိုးဖန့်တင်းမှုတစ်ချိန်ရယူနိုင်ခဲ့ပါတယ်ရာသီကုန်မှာတော့အသင်းကလည်းထိုင်းလီဝမ်အမှတ်ပေးစရာရဲ့အဆင့်6နေရာမှာရပ်တည်နိုင်ခဲ့ပါတယ် မမောင်တွေဟာလန်ဖွန်ဝါရီယာအသင်းနဲ့300ဒီလောက်ဖြတ်သန်းအပြီးမှာတော့ငွေရေးကြေးရေးတော်တော်လေးကိုအဆင်ပြေလာခဲ့ပါပြီ။ဒါကြောင့်မို့ငွေရမြေကသူ့ရဲ့ကျေးဇူးရှင်မိဘတွေအတွက်ခမ်းနားလာတဲ့အိမ်ကြီးတစ်လုံးကိုတည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ဒီအချိန်ကိုရောက်လာတဲ့အထိမမောင်လွင့်ရဲ့ professional ဘောလုံးကစားသမားဘဝဟာမအေးချမ်းခဲ့ပါဘူးတစ်ဖက်ကပြိုင်ဆိုင်မှုပြင်းထန်တဲ့ Thai League 1လို့ပြိုင်ပွဲမှာ ပွဲစဉ်ဒိုင်းကိုအာယုံစိုက်နေရတယ်လို့တဖက်ကလည်းကွင်းပြင်ပကဝေဖန်တိုက်ခိုက်မှုတွေကိုထောက်လျှောက်ခံလာရသူပါသူရဲ့အေးချင်းဟောင်းကိုရဲနိုင်ဝင်းနဲ့လေလူသိရှင်ကြားပပလစ်မှာပွဲတွေ ဖြစ်ခဲ့တာပါ 2024-2025ဘောလုံးရသည့်အစမှာတော့မမောင်တွင်ဟာလန်ဖွန်ဝါရီယာအသင်းရဲ့ကစားပေါ်အန်နန်အတွက်သူ့ရဲ့ကျောနံပါတ်17ဂျာစီကိုသဘောထားကြီးစွာလွှဲပြောင်းပေးခဲ့ပါတယ်။အကြောင်းရင်းကအန်နန်ဟာ2023-2024ဘောလုံးရသည့်မှာလန်ဖွန်ဝါရီယာအသင်းရဲ့အတောက်ပါဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်လို့ထိုင်းလက်ရွေးစင်အသင်းကြီးမှာပါအထူးချေစွာပြခဲ့တာပါ။ ထိုင်းတွေရဲ့အကျင့်အတိုင်းသူတို့နိုင်ငံသားတယောက်နဲ့နိုင်ငံသားကစားသမားတယောက်ကိုရှင်လိုက်ရင်သူတို့နိုင်ငံသားကစားသမားကိုပိုပြီးဦးစားပေးတဲ့သဘောပါဘာစီလိုနာကလပိုင်းရမဲကိုသူ့ရဲ့အတင်းကကြောနံပါတ်30ဂျာစီပေးအပ်ခဲ့ပေမဲ့ကစားသမားကသူ့ရဲ့တငယ်ချင်းအန်စုဖာတီကိုလေးစားတော့အဖြစ်လက်ခံခဲ့ခြင်းမရှိပါဘူးဒါပေမဲ့အန်နန်ကတော့မမောင်လွဲ့စီကကြောနံပါတ်7ကိုအလွယ်တကူပဲလက်ခံရယူခဲ့ပါတယ် မမောင်လွင်ဟာကျောနမန်၁၁ဂျာစီနဲ့အလိုက်ဖတ်ဆုံးပါသူ့ရဲ့ကျောနမန်၁၁ကိုအနန်ယူသွားတဲ့အချိန်မှာစာရေးသူလည်းတော်တော်လေးကိုမကြေမချမ်းဖြစ်ခဲ့တာပါ အဆိုပါရာဒီမှာလန်ဖွန်ဝါရီယာအသင်းဟာအနန်ကိုပို့ပြီးဦးစားပေးခဲ့ပါတယ်မမောင်လွင်ကလည်းရာဒီအစပိုင်းမှာလူစားဝင်ကစားသမားအဖြစ်သာပွဲစဉ်အများစုကိုကစားခဲ့ရပါတယ်မမောင်လွင်ထက် အန်နန်ကိုပိုပြီးဦးစားပေးနေတဲ့လန်ဖွန်ဝါရီယာအသင်းကိုလည်းပရိသတ်တယောက်အနေနဲ့တော်တော်လေးကို စိတ်ဆိုးမိခဲ့ပါသေးတယ်။မြန်မာပရိသတ်တွေကမမောင်လွင့်ကိုပွဲစဉ်အများစုမှာလူစားဝင်ကစားသမားအဖြစ်သာအသုံးပြုနေတာကြောင့်ပုံမှန်ပွဲထွက်ခွင့်အတွက် အာပါခံချက်ပေးနိုင်တဲ့အသင်းတသင်းစီကိုတော့ပြောင်းရွှေ့စေခြင်းခဲ့တာပါဒါပေမဲ့လည်းမမောင်လွင် ကိုတိုင်ကတော့ professional ပိတဆဲပါပွဲထွက်ခွင့်ရတဲ့အချိန်တိုင်းမှာအရင်ကထက်နှစ်ဆလောက်ပိုပြီးလန်ဖွန်ဝါရီယာအသင်းအတွက်ကြိုးကြိုးစစကစားခဲ့ပါတယ်ဒုတိယရာသီဝက်ရောက်ပြီဆိုရင်ထိုင်းလီဝမ်ပွဲစဉ်တပွဲစီတိုင်းကတော်တော်လေးကိုခက်ခဲတာပါ အသင်းကသူ့ကိုအရင်နှစ်တွေကတော့ဖူးဖူးမမှုတ်ထားခဲ့ပေမဲ့ မမောင်လွင်ဟာလန်ဖွန်ဝါရီရဲ့အသင်းကို စိတ်မပြတ်စေခဲ့ပါဘူးပွဲစဉ်29ဖော့အသင်းနဲ့ပွဲစဉ်မှာလည်းအသင်းအတော်အနိုင်သေးချစင်မဲ့တတိယမြောက်အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပြီးလန်ဖွန်ဝါရီရဲ့အသင်းကို နောက်ထပ်တစ်ချိန်တန်းစင်းဆုံတာကနေလွတ်လွတ်ကျွတ်ကျွတ်ဖြစ်စေခဲ့ပါတယ်အာကဖပင်ဂျောပါမင်ဂျောဒွန်အချလုံးစာကျင်းဆိုင်ผ่านได้ผ่านแล้วไปต่อไปแล้วด้วยขวาไหลโหจังหวะโล่งๆของทางมองๆลูวิน เอาละครับลำพูนขึ้นนำอีกครั้งหนึ่งโอ้โหโอ้นำผลที่ 3 ในเกมนี้ครับลำพูนโอ้หลังจากที่การท่าเรือตีเสมอได้ 4 นาที แล้วพยายามจะเร่งขึ้นไปเพื่อเอาประตูแซงครับ กลับกลายว่าโดนสวนกลับมา โอ้โห แล้วเลือกไม่ผิดจริง ๆ กามา กับการส่งมองมองลวินลงเล่นแต่ว่าနောက်ထောင်းတဆက်လေးနောက်ထောင်းတဆက်ငါဘောလုံးရတီမှာတော့မမော်လွင်ဟာလန်ဖွန်ဝါရီယာအသင်းအတွက်ပြိုင်ပွဲဆုံး25ပွဲမှာတွင်ကို2ဂိုးနဲ့ဂိုးဖန့်တင်းမှု2ချိန်ရယူနိုင်ခဲ့ပါတယ် ိုင်းလီဝါမာကစားခဲ့တဲ့ဘောလုံးရသည်၃ခုအနက်2024-2025ဘောလုံးရသည်မှာမမောင်တွေဟာလန်ဖွန်ဝါရီယာအသင်းအတွက်ပွဲချိန်အ ਨੇ ဆုံးကစားခဲ့ရတာပါဒါပေမဲ့လည်းတစ်ဖက်မှာတော့နိုင်ငံ့လက်ရွေးစင်အသင်းအတွက်မမောင်တွေဟာနိုင်ပွဲတွေကိုဥဆောင်ပုံဖော်ပေးနေပါတယ်ဒါထားခဲ့လို့ဒီမှာအသင်းကလက်ဖြစ်ပေါ်မျှခွင့်ရမှာဖြစ်ပါတယ် ကျေအောင်ပြအကောင်းတဲ့အခက်အခဲတစ်ခုပါကျွန်တော်တို့မထင်မှတ်ထားတဲ့အခြေအနေတစ်ခုကနေအသေးကောင်းဆောင်လက်ပတ်ကိုလွှဲပြောင်းရောက်ထားခဲ့တဲ့မမောင်လေးဒီချိန်မှာတော့သူရဲ့အကောင်းဆုံးကံရက်တစ်ခုနဲ့မြန်မာပြည်သက်တွေတကယ်ကိုမျှော်လင့်နေတဲ့ကြော်ရှင်မှုမျိုးကိုတော့ဖန်တီးပေးသွားပြီလည်းဖြစ်ပါတယ် 2024-2025ဘောလုံးရာသီကုန်ကန်နီးမှာတော့နာမည်ကြီး Manchester United အသင်းနဲ့ ASEAN All Star အသင်းတို့ခြေစမ်းပွဲကစားမယ်ဆိုပြီးသတင်းတွေပေါ်ထွက်လာပါတယ်။ ASEAN အဖွဲ့ဝင်နိုင်ငံတိုင်းကကစားသမားတွေပါဝင်မဲ့ ASEAN All Star အသင်းကို BNN နီးပြချုပ်တောင်ကိုရီးယားနိုင်ငံသား Kim Sam-sik ကကင်တွယ်ဖို့တာဝန်ပေးရချင်းခံရပြီးသူ့ရဲ့စိတ်ကြိုက် ASEAN နိုင်ငံတွေကအကောင်းဆုံးကစားသမားတွေကိုရွေးချယ်ခဲ့ပါတယ်။ အာဆီယံဩစတာနဲ့မန်ယူတို့ခြေစမ်းပွဲကစားကြမယ်ဆိုပြီးသတင်းတွေထွက်ပေါ်လာတာနဲ့တပြိုင်နက်မြန်မာနိုင်ငံကိုစားပြုအဖြစ်မမောင်လွင့်ကိုအာဆီယံဩစတာအသင်းကခေါ်ယူလိမ့်မယ်လို့ပရိသတ်တွေကကြိုတင်ခံမှန်းခဲ့ကြပါတယ်။မျှော်လင့်ထားသလိုပဲ2025ခုနှစ်ဧပြီလ18ရက်နေ့မှာတော့အာဆီယံဩစတာအသင်းကမမောင်လွင့်ကိုအသင်းနဲ့လာရောက်ပူးပေါင်းဖို့တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကိုတိုင်ကမန်ယူဖန်ဖြစ်နေသလိုဂျုံတောက်ဂျုံခဲအခွင့်အရေးတစ်ခုရခဲ့တာကြောင့်မမောင်တွေတယောက်မန်ယူအသင်းနဲ့ကစားခွင့်ရတော့မှာကိုတွေးပြီးအပျော်ကြီးပျော်နေခဲ့ပါတယ်ကျွန်တော်ကဒီစပြီးတော့ရွေးခန့်ပြီဆိုတော့ကျွန်တော်ဆုံးမရချတာတစ်ခုရှိရဲအဲ့ဒါဘာလဲဆိုတော့ကျွန်တော်အသင်းဝင်မရရောက်အောင်ညှိမရရောက်အောင်ညှိဘာကြောင့်လဲဆိုတော့ဒါကြီးကလုံးဝဟိုမမတ်ဘူးတဲ့အိမ်မက်လည်းဖြစ်တယ်ပြီးတော့ ကျွန်တော်လည်းပြောပြောကြအောင်ကျွန်တော်အဆုံးမရကြရတာနောက်ဆုံးပေးမကန်ဘူးဆိုတော့မှကျွန်တော်မရရအောင်ပြောမယ်စာချုပ်ဖြတ်ပြီးတော့သွားကန်မယ်ဆိုလောက်တဲ့အထီကိုကျွန်တော်တွေးထားရဲဒါကတော့မယူဝဇန်နဲ့တွေးခေါ်မှုတခုလိုဖြစ်နေဖြစ်မှာပါနော်ဒါပေမဲ့မန်ဆူတဲ့အတင်းကကျွန်တော်မှမပေါ်ဘူးဒီမြန်မာနိုင်ငံရှိတဲ့ပလေယာတွေအကုန်လုံးနဲ့ကစားနေမှာပဲလေနော်မန်ယူပရိသတ်မဟုတ်ဘူးဆိုရင်တော့မှဒီလိုမျိုးကနောက်ဆယ်နှစ်တောင်မှဒီလိုမျိုးအခွင့်အရေးထပ်ရဖို့ဆိုတာမသေးရဘူးနော်အဲ့လောက်တည်းကိုကျွန်တော်ဆုံးပြရချလာခဲ့တာ တမိုင်းဝင်တဲ့နေ့တစ်နေ့ပါပဲမမောင်တွင်မန်ချက်စတာယူနိုက်တက်ကိုဂိုးသွင်းဖို့နေရတတာပွဲထွက်ခွင့်အောင်ရမှာမဟုတ်ဘူးဆိုပြီးမမောင်တွင်ကိုမနာလိုသူတွေမြမအားကစားကိုအထင်သေးတဲ့မြမနိုင်ငံသားအချို့ကဝိုင်းဝန်းလှောင်ပြောင်းခဲ့ကြတာပါဒါပေမဲ့လည်းမမောင်တွင်ဟာအလုံးနဲ့တက်သေးပြခဲ့ပါတယ်ဝေဖန်သူတွေရဲ့အတန်တွေတိတ်ဆိတ်သွားခဲ့တယ်လို့ဘယ်တော့ကမှမြမဘော်တော်အကြောင်းမတင်ဆက်ဖူးတဲ့တည်င်းချန်နယ်တွေကလည်းမမောင်လွင့်အကြောင်းတင်ရင်လူ ူစိတ်ဝင်စားမှုရမယ်ဆိုတာသိတာကြောင့်မမောင်လွင့်အကြောင်းအမျိုးမျိုးသတင်းလောက်ခါအလူအရက်ကိုတင်နေကြတာဆိုရင်ဖြင့် Facebook နဲ့ YouTube တွေမှာတမောင်လွင်လေးကိုမောင်မောင်လွင်တော့တာပါပဲ Manchester United နဲ့ပွဲကမောင်မောင်လွင်ရဲ့ကိုယ်ကိုတုံတက်ကြည့်ခြင်းကောမမတောင်းဆိုထားလို့ရောကျွန်တော်ကိုယ်တိုင်လည်းမြန်မာကစားသမားတယောက်အတွက်မှတ်တမ်းတစ်ခုဖြစ်တဲ့ပွဲမလို့လှုပ်ပေးခြင်းလို့ခက်တူတူပဲလှုပ်ပေးလိုက်ပါတယ်။နည်းနည်းနောက်ကျတာကိုလည်းနားလည်ပေးကြပါ။နောက်ပြီးဗီဒီယို edit ဖို့အချိန်ယူရသေးလို့ပါ။ မင်္ဂလာပါခင်ဗျာ Soccer History ကနေကြိုးဆိုပါရယ်ဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN နဲ့ခံပြီးကြည့်ပေးကြပါဒီဗီဒီယိုကိုနှစ်ပိုင်းခွဲပြီးတင်ဆက်ပေးသွားပါမယ်မမောင်လွင့်ရဲ့အောင်မြင်မှုကိုဘောလုံးပရိသတ်တွေသာမကတခြားသောနယ်ပယ်အသီးသီးကလူတွေကလည်းဝိုင်းဝန်းဂုဏ်ပြုခဲ့ကြပါတယ်သူတော်ဘာပြောကိုလို့ဦးနန်းနာကိုရိုက်နှက်ပြီးတော့ဂိုးလေးသွင်းခဲ့ပါလို့သူ့ကိုပြောတာအပီလေးပြောဟိုစောင့်ကြည့်နေရပါတော့နော်ဟိုလိုင်းနဲ့မှမပါလာတော့ ဘယ်အချိန်မြန်ပါမလဲဆိုပြီးစောင့်နေရဒီလည်းပြော52မိနစ်မှာဝင်လာအဝင်ရကိုစရာကတော့ဝင်လာပြီပေါ့ပါတယ်ဘာဖြစ်ဖြစ်မြန်မာမြန်မာအတွက်ကုံဆောင်လာတယ်မြန်မာမခေဘူးဆိုတာလေးပြသွားတဲ့အတွက်ကိုယ်တွေမလုံနိုင်ဘူးလေလုံနိုင်တဲ့အတွက်ကိုကုံလဲယူတယ်ဝမ်းလဲတာပါကိုဆိုလဲကိုကလည်းဘောလုံးသမားတယောက်ဆိုလဲကိုလည်းစိတ်ကူးရင်ပါပဲလေသိရမလားအကိုရဲ့တေးဥဆောင်ဆိုတော့တေးဥဆောင်ဆိုတော့လဟောလီယုတ်ပါညာဒါကိုရဲ့စိတ်ကူးတွေရရှိကြတာစိတ်ကူးစိတ်တန်တွေရရှိကြတော့ ိတ်ကူးတဲ့အတိုင်းရောက်သွားပြီးတော့စ조사권ပြရတာပဲဒါကိုယူမိပါဘူးဘသူတွေဘလို့ပဲခုံပြုတ်ခုံပြုတ်မမောင်လွင့်အကြောင်းအ ਨੇ စုံဗီဒီယိုအပုံး20လောက်လှုပ်ထားတဲ့ကျွန်တော်လောက်တော့ဘသူကမှပို့ပြီးခုံယူနိုင်မှာမဟုတ်ပါဘူးမြန်မာအားကစားကပါကိုလွှမ်းရမည် ဆိုတဲ့ငငယ်လေးတဲကနားရင်ဝါခဲ့တဲ့တချင်းစာသားလေးဟာမမောင်လွင့်ကြောင့်ပြေဆုံးသွားခဲ့ပါပြီ။ကဘာပေါ်ကဘယ်ဒေတာရောက်ရောက်မင်းဘယ်နိုင်ငံကလာတယ်လဲမေးရင်မမောင်လွင့်နိုင်ငံကပါလို့ပဲကျွန်တော်ဖြေပါတော့မယ်။အခုကြည့်နေတဲ့ပရိသတ်တွေကရောဘယ်နိုင်ငံမှာနေထိုင်နေပါတယ်ကောမန့်မှာမှန်ပြီးခဲ့ပါအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့မြမဘော်လုံးချေပရိသတ်များကိုစိတ်နှပါရှင်လန်းချမ်းမြေကြပါစေဗျာ။